မင်္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကကြိုဆိုပါရစေ။နှစ်ရှင်စေပြီးတက်မတော်နေကိုကြိုဆိုကွန်ပျူတာအဖြစ်တောင်ကြီးမြို့နယ်စောက်တလုံးကြီးမြို့နာဟီကျေးရွာအုပ်စုဝါလာကျေးရွာရွာတွင်ကွန်ကရစ်လမ်းဖွံ့ဖွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်စောက်တလုံးကြီးမြို့တွင်နှစ်ရှင်စေပြီးတက်မတော်နေကိုကြိုဆိုကွန်ပျူတာအဖြစ်တောင်ကြီးမြို့နယ်ကျင်းလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ2020-2025ဘဏ္ဍာရင်းနှစ်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDB ဖြင့်ဆောင်ရွက်သည့်ကျောက်တလုံးကြီးမြို့နာဟီကျေးရွာအုပ်စုဝါလာကျေးရွာရွာတွင်းကွန်ကရစ်လမ်းဖွံ့ဖွဲကိုအဆိုပါကျေးရွာတွင်မတ်လ24ရက်နေ့နဲ့9နာရီကကျင်းပခဲ့ပါသည်။ရှေးဦးစွာဝါလာရွာတွင်ကွန်ကရစ်လမ်းအားရှမ်းပြည်နယ်ဆွေရွာဖွဲလမ်းပတ်ဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်တမဝါရမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတုတ္တရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်ရှမ်းပြည်နယ်တောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတုတ္တရေးဦးစီးဌာန နာမှာပြည်နယ်ဦးစီးမှုဦးမောင်မောင်ဝင်းနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတို့ကဖဲကျူးပြန့်ဖွင့်လှစ်ပြကြပြီးစုပေါင်းမတန်းတင်တပုံရိုက်ကူး၍ပြည်နယ်နံပါတ်ဆွသွေးရေးဝန်ကြီးနှင့်တာဝန်ရှိသူများကကွန်ကရစ်လမ်းအားလှည့်လည်ကြည့်ရှုကြပါသည်ထို့နောက်ရှမ်းပြည်နယ်ဇိုရဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်က ဖွဲ့မစကားပြောကြရာနိုင်ငံတော်အနေဖြင့် ကျေးလက်လက်တရားများစစ်စစ်မပြတ်ဖွံ့ဖြိုးရေးကျေးလက်ထုတ်ကုန်များကုန်ကြစည်တက်သားစွာဖြင့်ဈေးကွက်သို့အမြဲဆုံးရောက်ရှိရေးကျေးလက်နေပြည်သူများ၏ပညာရေးကျန်းမာရေးလူမှုရေးကိစ္စရပ်များအတွက်ကျေးလက်လန်းကွန်ရက်များအသုံးပြု၍အမြဲဆုံးဆက်သွယ်တော်လာနိုင်ရေးအမျိုးသားပို့ဆောင်ရေးပြည်မစီမံကိန်းအားအထောက်အကူဖြစ်စေရေးနှင့်2030ခုနှစ်တွင်မြန်မာနိုင်ငံအတွင်းရှိကြေးရွာများအလုံး80ရာခိုင်နှုန်းနှင့်ကျေးလက်လူရေ90ရာခိုင်နှုန်းအပေါ်ရာသီမရေတော်လာနိုင်သော ်လမ်းများဖြစ်ပေါ်စေရင်သက်ဆိုင်ရာဌာနများကအကောင့်တွေပေါ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တောင်ကြီးမြို့နယ်အတွင်းရှိဝါလာကြီးရွာရွာတွင်းကွန်ကရစ်လမ်းဒီနေနိုင်ငံတော်ဆိုရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်သည့်ဖြင့်လမ်းပတ်ဆက်သွယ်ရေးကောင်းမွန်မှုကိုအထောက်ပံ့ဖြစ်စေကြောင်းယနေ့ဖွင့်နေသည့်လမ်းဒီကြေးရွာလူထုကိုဗဟုပြု၍ကြေးရွာ၏ပကတိအမှန်လိုအပ်ချက်များကိုကြေးရွာနေပြည်သူများကပူးပေါင်းဖော်ထုတ်ကြပြီးအမှန်တကယ်အကျိုးပြုသည့်လမ်းဖြစ်ခြင်းကြောင့်ကြေးရွာဘူရိုတိုတဲ့၏လုပ်ငန်းစီမံကိန်းကြေးရွာအစဉ်ကော်မတီဝင်များနှင့်ကြေးရွာသူကြေးရွာသားများမှမိမိတို့ကြေးရွာအတွက်ကိုယ်တိုင်ပါဝင် ောင်ရွက်ခဲ့ကြရသဖြင့်ရလာသည့်ဖွံ့ဖြိုးရေးအသီးအပွင့်များကိုမြဝါထင်ထင်တည်မြင်ကြရပြီးဖြစ်ပါကြောင်းကျင်းလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်ပြည်သူကိုဝန်ဆောင်မှုပေးသောဖွံ့ဖြိုးရေးပေါ်ဆောင်ရသောဌာနဖြစ်ခြင်းကြောင့်အကျိုးရှိခြင်းမီလုပ်ငန်းများကိုတည်ထက်မကကျင်းလက်နေပြည်သူများနှင့်အတူပူးပေါင်းဆောင်ရွက်သွားကြစီလိုပါကြောင်းပြောကြားခဲ့ပါသည်။ ရင်းနောက်တမဝါရမနှင့်ကျင်းလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျင်းလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က အမှားစကားပြောကြားပြီးရှမ်းပြည်နယ်တောင်ပိုင်းကျင်းလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှုဦးမောင်မောင်ဝင်းကကိုကတိလန်းလုပ်ငန်းတွေပတ်သက်၍ရှင်းလင်းတင်ပြ၍ဒေတာခံကြည်မာကိုစလေတအူးကစစ်စုတစကားပြောကြားခဲ့ပါတယ်။ 2024-2025ဘဏ္ဍာရေးနှစ်တွင်ကျွရောက်ဖွံ့ဖြိုးတိုးတက်ရေးနှုန်းငန်းစီမံကိန်း PDP ဖြင့်ဆောင်ရွက်သည့်ကျောက်တလုံးကြီးမြို့နာဟီကျေးရွာအုပ်စုဝါလာကျေးရွာရွာတွင်းကွန်ကရစ်လမ်း980ပြီး72ပြီး9ပြီးအားနိုင်ငံတော်မှ15တန်း ဒေသခံပြည်သူများဤထဲ့ဝင်ငွေနှင့်လောကက14ဒသမ၄တုံညာတန်စုစုပေါင်း29ဒသမ၄တုံညာတန်ဖြင့်2024ခုနှစ်အောက်တိုဘာလ23ရက်နေ့တွင်စတင်ဆောင်ရွက်ခဲ့ရာဒီဇင်ဘာလ29ရက်နေ့တွင်ပြစီခဲ့ကြောင်းသိရှိခဲ့ရပါသည်